ားလုံးပဲမင်္ဂလာပါရှင်။ Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာဆွေမဒနုဖြူရဲ့ကျွန်ုပ်နဲ့မတိချင်းဤကျေးဇူးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီနေ့မှာတော့မနက်စောစောအိရှိကော့ပြက်မှာအကျန်းတဦးနဲ့မနက်စောကြီးထမင်းကျန်းနဲ့ထညက်ကိုစားနေခိုက်တကြီးဖားစီပေါက်ချလာတယ်။တကြီးလားပြို့အကျန်းကြီးလေးတောင်းစောစောစီစီဘယ်ရလာတယ်လဲ။မပြောချင်ပါဘူးဗျာ။ဖိုးရိုးလင်မယာခွေးတကောင်ပေါ်ပြီး ဈေးထဲမှာစိတ်သားလို့ညာရောက်နေတာလာတိုင်လို့သွားပြီးဖမ်းခဲ့ရတယ်လေဖိုးအေးတို့လင်းမယားကတော့မပြောကျင်တော့ပါဘူးတလူပဲခဏခဏလုံနေတယ်အလုတ်ကတော့စက်ပြီစက်သားကြောက်ဆိုပြီးအမဲသားကိုညာရောက်နေဟုတ်ပါဟုတ်ပါစိတ်သားဆိုပြီးခွေးသားကိုညာရောက်နေဟုတ်ပါဟုတ်ပါအဲ့ဒါစားသုံးသူကိုညာတဲ့အတွက်အလွန်တရာအပြစ်ကြီးလေတယ်အမဲသားမစားရဲ့လူကိုစက်သားဆိုပြီးအမဲသားကိုညာရောက်တာငရေမကြည့်ဘူးလားဥတ်တပေးဟုတ်ပါဟုတ်ပါ စိတ်သားဆိုပြီးခွေးသားတွေကိုမျိုးချရတာတတိယရာကောင်းမှမလားဥတ်တပေးဟုတ်ပါဟုတ်ပါကျုပ်ကတော့ခြေစားခွေးကိုဘယ်တော့မှမစားဘူးဗျငတ်သေးချင်းသေးပလိစေဖဲနေဗျစိတ်သားလိုညာယောင်းလိုစားတာတော်သေးတယ်တချို့လူတွေကခွေးသားမှန်တီးတီးနဲ့မြင်ရင်ရှက်ရင်စားရတဲ့ဗျအံ့ယောအံ့ယောကျုပ်ဖြစ်စားဖို့ဝေးသေးတယ်တွေးမိတာတော့အော်ဂလီစံနေဟုတ်ပါဒီမှာဥတ်တပေးဒီလိုလာတာအဲ့ဒီကိစ္စလေးတတိပေးချင်လို့လာတာခမရရွာအတွက်တောကောင်တားကောင်တွေကိုရှာဖွေပေးနေရတော့ အဲ့ဒါလိုအသားကိုလိန်ယောင်းတာမျိုးမလုံးမိဘူးလာတရိပ်ပေးတာထိတ်တုံးတော့တကြီးကလည်းကျွန်တော်တက်တက်လုံးဒီအလုံးမလုပ်ဘူးဆိုတာတကြီးသိပါတယ်လေဘာသာညာသားဆိုပြီးလိန်ယောင်းရင်ဘသူသိမှာလဲမုံဆိုးဆိုတာတစ္ဆာကလေးရှိရတယ်ဗျတကြီးကကျွန်ုပ်ကိုအသက်လွတ်ကြီးချင်းချောင်နေပါရောလားကျွန်ုပ်လည်းစကားစာအဖြတ်ပြီးတော့တကြီးတော်ရဲဝင်မှုပြင်ဆင်လာအောင်မယ်နောက်ကြနေပြီကဲကဲကျုပ်လည်းသွားမယ်တနေ့မှာတော့ကျွန်တော်တွတ်ပြီးနေတပည့်ကျော်ဘိုက်ကလေးတို့က နေစာတူဝါအမဲပြည့်ရန်အတွက်ရိုးမတော်ကျဲအတွင်းကိုချင်းနှင်းဝင်ရောက်ခဲ့ပါတယ်။မြန်ရစာတွတ်ပြီးလာပြီးဟဲ့တပည့်ကျော်ဘိုက်ကလေးလဲပါတယ်နော်။ရိုးမကမိုးကာလာမို့စိမ့်ယုံစင်နေပါတယ်။မြရည်လေးနဲ့တရွက်စိမ့်တွေကလည်းလေးအတော့ဝဲတနောနောလိုက်ပါရင်ပလဲငွေဥရုကိုလှုပ်ခတ်နေပါတယ်။မိုးကာကာလာကအမဲပြည့်ရန်မကောင်းပါဘူး။အမဲကောင်တို့ကရှုံမြောင်ချောင်းကြမြောင်ချက်များမှာမိုးကိုရင်နဲ့တရေအိတ်ဆက်နေနိုင်ကြပါတယ်။ရိုးမကကျွန်ုပ်ဖို့သစိမ့်ဆန်နေတယ် မိခင်ယူမကသားကောင်များကိုဝတ်ထားရထင်ပါတယ်။ဟောဖိုက်ကလေးရဲ့နှုတ်မှာဖွားဖွားညံတာထွက်ပေါ်လာတဲ့အတန်းပါလျရတဲ့ကျွန်ုပ်ရဲ့အနားဆောင်ကကြားပြအောင်ကြားလိုက်တယ်။ဓာရင်ကောင်ပင်များချားမှပြူးနေတဲ့ခေါင်းတလုံးကိုတွေ့လိုက်ရတယ်။မျက်လုံးစိမ့်စိမ့်မှအရေးလဲနေပါတယ်။အမွှေးမြင်ကအနဲ့ရောင်ကြောင်စီစီဖြစ်နေတဲ့မျက်လုံးနှလုံးချားကိုကျွန်ုပ်ကနှလုံးပြူးတနက်နဲ့ချိန်ရွယ်လိုက်ပါတယ်။နမောင်နေတဲ့ခေါင်းကရွှေကနေရှောင်လိုက်တယ်။ရှောင်လိုက်ကမှကြည်လာရကတိတ်သွားရကတော့ ေါင်းပွင့်ပြီးတော့ဈေးဝင်ချုပ်ရှာပါတယ်။မရှောင်ရင်လွတ်တယ်။ဘိုက်ကလေးကကျွန်ုပ်လက်ကိုတိရကအမဲကောင်ရှောင်းလိုက်ခဲကပြေးကောက်ဖို့ပြင်ပါတယ်။ကျွန်ုပ်လည်းရန်ွယ်လူနေတဲ့တနက်ပြောင်းကိုလေးနဲ့မှုတ်ထုတ်လိုက်တယ်။ဟာဒါဒါခွေခွေးလေးပဲဆရာတို့ရေ။ဟင်တောခွေးလားမဟုတ်ဘူးအိမ်ခွေး။ဘိုက်ကလေးကခွေးကိုကင်မြောက်ပြပါတယ်။ခွေးကခြေလက်တွဲလောင်းဖြစ်ကအသက်မရှိတော့။အင်းနီယောဒီခုကိုကျွန်တော်သိတယ်ဗျ။ဒါဒါလူပြိုကြီးစိုးတက်မောင်တို့အိမ်ကခွေးကြားဖို့ပဲ။ဟေးဟုတ်ရဲ့လား။ ဟုတ်တယ်ဆက်တော့ဒီခွေးရသူ့တခင်စောတမောင်လိုပဲနှက်ခေါင်းရှိတယ်။ခွေးမတွေ့ရင်ထိမနိုင်သိမရဖြစ်တတ်တဲ့အကောင်သေးတာပဲကောင်းတယ်။အော်ဘိုက်ကလေးကဒင်းတဲ့ဘဝတူမဆိုရင်အသေးရရအရှင်ရရဖြစ်တတ်တဲ့ခွေးလေးကိုမညာမတာနဲ့စူရှာတယ်။ဒီပေါင်းစောတမောင်ခွေးကရိုးမတော်တွေကိုဘယ်နဲ့လို့ရောက်နေနေလာလာဟိဟိုဘက်ကလူတန်ကြားတယ်။အလိုရိုးမတော်တွေမှာမိမတန်တက်တက်ကြားတယ်။ဝတ်ထားရင်ဘိုက်ကလေးခွေးတွေဝတ်စမ်းသိမကြောင်မိမတော်ဦးရောက်လာတယ်။အလို့ မေသိန်းတို့ပါလားဟာဦးလေးတို့ပင်အေးနင်တို့မှုံနှုတ်လားလားဟုတ်ကဲ့မှုံနှုတ်ရင်းနဲ့ကြားဖို့ပျောက်သွားလို့အဲ့ဒါဦးလေးတို့များတွေ့မိသလားလို့อืมဒါဆိုဒီကောင်ဘဲကိုခြေရှည်နေပါလိမ့်ရှာလိုက်အောင်မဲအေးအေးသွားသွားမေသိန်းတို့ကခွေးရှာထွက်သွားတယ်တော်သေးရပေါ့ဝတ်ထားလို့ဒီလိုနဲ့ကျွန်ုပ်တို့ဆရာတပည့်လေလူကြီးတိတ်တာနဲ့ကြားဖို့ကိုဖြတ်လိုက်ပါတော့တယ်ဟိတ်ကောင်ဘိုက်ကလေးမြေမြုပ်ခဲ့ပါကွာအာဆရာတို့နှမျောစရာကြီးဗျာခွေးတောင်စိတ်သားဆိုပြီးကြုံတိုင်းဈေးမှာတွင်းရမယ်ဗျာ ျွန်တော်လည်းတကြီးပါစီချိန်မောင်းသွားတဲ့ထိတ်တုံးကိုသာမြင်နေပါတော့တယ်။ဒီကောင်ပြဿနာရှာပြီးဘိုက်ကလေးကတော့ခွေးကဖြတ်ပြီးတဲ့အခါအသားကြီးပဲဖြစ်ကုန်ရာဘာသားလို့ပြောမရနိုင်တော့ဘူး။အိမ်ပြန်မျက်နှာပန်းလာကြပြီ။ရောမမမြင်ခွေးအဲ့ဟုတ်ပါအောင်တောစိတ်သားတွေတော်ထဲမှာတခါလေးဖြတ်ခဲ့တယ်။ဟဲ့ဓာပြတော်ပဲဒီညဟင်းစားပြက်နေရချက်ရမယ်။ဟာမချက်နဲ့မချက်နဲ့မစားဘူး။ဟမ်ဘာဖြစ်လို့လဲ။တော့ကစိတ်သားရှောင်လို့လား။မရှောင်ဘူး။ဒီတစ်ပတ်အတွင်းအသားမစားဘူးလို့ထိတ်တန့်ထားလို့ အောင်မလေးကြီးကျယ်လို့တော့မုံစုကများအသားရှောင်ရတယ်လို့မသိမြင်ကရည်တန်းသွေးရင်းနဲ့အသားတွေကိုကြက်ထိုင်နေပါတယ်တော်သေးတယ်ထိုးညားကထိုးခွေးတောင်မချက်ဘူးငါးလေးချက်နဲ့တိုးစရာသာစားလိုက်ပါတော့တယ်မနေ့ကျတော့တကြီးပါစီနဲ့လူပြိုကြီးစောတက်မောင်တို့ရောက်လာကြပါတယ်ရင်းနေပူပူကိုတဖူဖူနဲ့မှုတ်တော့တယ်ဒါကိုမသိမြင်ကစေတနာရီရေစည်းကမ်းပြိုလိုက်ကတကြီးဆောင်းညားကကိုကိုတို့ပြက်လာတဲ့တောစိတ်သားကြောင့်မိဖို့စီရွှဲရွှဲစမ်းထားတယ်အေးကောင်းကွာ တကြီးကမျက်နှာကြီးဝင်းငနေဖြစ်သွားကအသားတမြောင်းကိုကောက်ကင်လိုက်ပါတယ်။လူပြိုကြီးစောတမောင်ကလည်းအသားဆိုရင်အင်းဒရီမရဖြစ်လေရှိတဲ့အတိုင်းဒေါ်စိတ်သားဖုတ်ကစားရခဲတယ်ပြို့တကြီးနဲ့စောတမောင်ကအသားမြောင်းဝဇက်တွင်းကိုတွန်းလိုက်ဝါလိုက်မြူချလိုက်ရင်းနှီးချန်တောင်းလိုက်နဲ့မြင်းဆက်စွာအရသာခံနေပါတယ်။ကောင်းကွာစားရစောကြည့်စားတဲ့တကြီးကောင်းများဒေါ်စိတ်သားဒီတစ်ခါပဲစားဖို့သေးတယ်။ကျွန်ုပ်ကစေတနာရည်စည်းကမ်းပြိုလိုက်နေတဲ့မသေးမြင်ကိုပဲထပြီးပိတ်ခဲ့ရမလို့ စောကြီးနဲ့ဘားစီကိုပဲမစားကြတဲ့ဒေါ်လူတားရမလို့လို့ဖြစ်ကချွေးစည်းတွေပြန်ရင်ထိုင်ရကြရုပ်ဖြစ်နေပါတော့တယ်။ဘိုက်ကလေးကတော့အင်ဒရီမစင်နိုင်တခွေခွေရီပြီးတော့ထပြေးတယ်။စားနေကြတော့လေစောကြီးက၎င်းသားဟာသူ့ခွေးကြားဖို့သားမှန်းလည်းမသိ။တကြီးဘားစီကခွေးသားစားဖို့နင်းနေတတ်တာ။အော်ဂလီဆန်ရတယ်လို့ပြောတော့လေအဲ့ဒီအသားကတော့စိတ်သားမှန်းလည်းမသိ။တခါတရံကြတော့မတိချင်းဟာကောင်းနေဒီနေ့ကံမကောင်းပါလားကျွန်ုပ်နဲ့အစာအိမ် ျွန်တော်တို့တောသူတောင်သားများကိုမြို့မှလူရန်စားများကအစားတောင်းနဲ့ပတ်သက်ပြီးအမျိုးမျိုးပြောဆိုကြတယ်။တောသားများထမင်းကိုဇလုံးနဲ့သုံးဇလုံးစားနိုင်တယ်အံ့ရောအစာရင်မပေါက်ထွက်ဘူးလားမသိဘူး။မြို့နေလူရန်စားများမှာကျွန်တော်တို့ကြေးလက်လို့မဟုတ်ပါဘူး။စားတော့တော့တောတော့တော့ဆိုသလိုပဲဟဲ့မြများစားဖေရီတွေလာတော့မယ်။လွန်ခဲ့သောတစ်နှစ်ကကျွန်တော်ရန်ကုန်မြို့ကြီးကိုအလဲခီးရောက်ခဲ့ပူပါရယ်။ကိုရင်ပိုးစာမျိုးအိမ်မှာတဲကိုရရယ်။အနက်9နာရီထိုးရာနဲ့တိုင်ရင်လုံးအိမ်ရာမှာ ိုးထားပြီးတော့ချက်ပြုတ်ကြပါတယ်။ထမင်းဆိုင်များဖွင့်ထားရော့သလား။ခုနှစ်နိုင်ထိုးရတဲ့အိမ်သားတွေအားလုံးထမင်းဘူးကိုစီနဲ့အလုတ်ကိုသွားကြတယ်။ကဲဘဘဥပိုးစာနဲ့ဥတ်တပ်ပြီးအတွက်ထမင်းဟင်းဝေးပုံကြဂျိုက်ထဲမှာထည့်ထားတယ်။သူတို့ထားခဲ့တဲ့ထမင်းကြိုက် ကိုဖွင့်ကြည့်တော့ကိုရင်ဘူးစာတို့ရွာကငိမ့်မရတာနှစ်နှစ်သာตาပြောတော်ဝမှာမဟုတ်ဘူး။ထမင်းလက်တစုပ်ဟင်းလက်နှစ်စက်ဟုတ်ပါဗျာ။သူတို့ကလေးတွေဘလို့လောက်ပြီးတော့အာဟာရပြေဝတော့မှလဲဗျာ။ ဒီလိုနဲ့ကိုရင်ပိုးဆောင်ကသူ့ရဲ့တူတူမမများအလုတ်ပြန်ချိန်မှာမိကြတော့တယ်။နင်းတို့ဒီတမင်းဟင်းလေးနဲ့ဘလို့လောက်ပြီးဝါကြမှာလဲ။ဘလို့အာဟာရဖြစ်မှာလဲ။ဦးလေးကလည်းတမီးတို့ကယိုးနေပြီးဘိုက်စာလည်းအချင်းတုပ်လေးစားလိုက်အကျော်လေးတကူတစ်ချက်တန်လေးစားလက်ဖက်ရည်တာမုတ်တီလေးစားကျွန်ုပ်မှမတတ်မတားဖြစ်ရတယ်။ကျွန်ုပ်တို့ကြေးလက်နဲ့ကွာကြတိုင်းကွာပါပဲ။ကျွန်ုပ်တို့ကြေးလက်နဲ့မနက်မိုးလင်းတာနဲ့သမင်းကျန်းစလုံးနဲ့ဟင်းကျန်းတို့မဟုတ်ထညတ်တို့နဲ့မနက်စာစားပြီးပါတော့တယ်။ မနက်ထမင်းအစာပြေမိုးတဲ့ထမင်းကစလုံးနဲ့အပြည့်စားနိုင်မှလုံနိုင်မှထို့အတွက်ကြောင့်ရွာမှာတော်ယုံတန်ယုံအလူမလုံးဝင်ကြဘူးအလူဆိုရင်အပြက်စားကြတဲ့သူများပဲဖြစ်ပါတယ်ဖြူမဲ့သူကအပေါ်သားမြို့မှာအလူလုံးရတာတန်တယ်ဖိတ်ထားသူ90ဆိုရင်တန်ပေါက်ကပွဲ80ကွက်တိပဲတနေ့ကိုသားအီးရဲ့သားများရှင်ပြူပွဲလုပ်တယ်မျိုးမတန်ပေါက်ချက်တက်သူများငှားပြီးတော့ရွာမှာတန်ပေါက်ချက်ပါလေကုတ်တပီစောစောသွားပြီးစားမှာစိတ်ချရမှာဗျ တရွာလုံးဖိတ်ထားတာအားလုံးကဒံပေါက်စားကျင်နေကြတာတောင်းနေကိုရွှေဒီနေ့တောမဝင်လို့ကျုပ်ရဲ့လက်ဆွဲတော်တနက်လေးကိုစီထဲတန့်စင်အောင်မယ်နောက်ကြရင်ရေးတော့ပြန်ရမှာနော်ရပါတယ်ကျွန်တော်လည်းတနက်ကိုစေးကြောတန့်စင်ပြီးအလူအိမ်ကိုထွက်လာခဲ့ပါတယ်ရွာရှိလူကုံရောက်နေကြတယ်သမင်းစားမန်းတက်ဒီလူအုပ်ကိုဧည့်ခံတဲ့လူများမနိုင်ကြအောင်အချိန်နေသိမကောင်းမှုရှင်းမဟဲ့ရွှေမြမင်းသုံးခါရှိပြီဝင်စားတာကြိုက်လို့ပေါ့ဟာအချစ်သူမင်းလေးနှစ်ခါရှိပြီအိုးမဝသေးလို့ဗျအံ့ရော် ိုးများများဗျာရွာမှာစားရခေးတယ်ဗျာစားရတော့အပြက်တီးမှ ကောင်းလိုက်တာလိုက်ဝဲတဝဲလားရွာသားများကအပါရိယစားကြတယ်တချို့ကငါးပကံတချို့ကဆဲပကံအာမနာရှာမကျိုးဟဲ့မောင်တင်များနေပြီအပါရိယစားကြလို့ဓာန်ပေါက်မှာရှစ်နိုင်နဲ့ပြတ်သွားတယ်ကျွန်ုပ်တောင်ဓာန်ပေါက်ကိုမမြင်လိုက်ရပါဘူးဒါပေမဲ့နေခင်းဖက်တရေအိမ်မဲ့ကျန်ကရှိသေးတယ်မသိမြင်ကဥရဖားရနဲ့ပြေးလာပြီးတော့ကတုပီးရေအလူမှာဓာန်ပေါက်စားပြီးရွာသားဆယ်ယောက်လောက်တော့ရှိမယ်တော့ ဆရာလေးကိုနေမျိုးစေးကမှဆရာလေးမနိုင်လို့အခုမြိုင်းသားစေးုံကိုပို့လိုက်ရပြီတဲ့ဟင်အစာအစိတ်တက်လို့များလားအစိတ်တင်တရွာလုံးကပြစ်မှာပေါ့အခုအားကဆရာလေးကိုနေမျိုးပြောတာပဲဓာတ်ပေါက်ဆိုတာအများကြီးစားရင် အစာမကြေလွယ်ဘူးတဲ့အခုအားကဓာတ်ပေါက်တွေနင်းကန်စားပြီးအသက်ရှူလမ်းကြောင်းသွားပိတ်တားရတော်ရင်ကဲမိတ်ဆွေတို့ကျွန်တို့တို့ရွာသားတွေကအစာတောက်နဲ့ပတ်သက်ပြီးအသက်ပင်တည်တည်ဆိုရလူစားမျိုးပဲမဟုတ်ပါလားဒီနေ့ကံမကောင်းပါလား ျွန်ုပ်နဲ့ကိုပြုတည်ကံလွန်ခဲ့တဲ့တလခန့်ကလေကြီးတကောင်အားဆရာတော်မိန့်ကြားမှုကြောင့်အသက်ချမ်းသာပေးပြီးဆရာတော်ထံမှလှူခဲ့ပူပါတယ်ထိုအကြောင်းကိုပြန်တွေးမိပြီးသူများအသက်ကိုကဲတဲ့သူဟာအရေးကြုံရင်ကိုယ့်အသက်ကိုကဲမဲ့သူ ပေါ်လာတယ်ဆိုတဲ့ဆရာတော်စကားကိုပြန်ကြားရောင်မိပါတယ်ထိုနေ့ကကျွန်ုပ်ကားမောက်တော်တန်းရနဲ့အိယာချဲမှာလှင်းနေရပါတယ်အသက်မတည်ပဲအိမ်ပြန်ရောက်တာကိုပဲကျွန်တော်ဝမ်းသာလာပါတယ်ကားမောက်တဲ့အခါမှာတော့ကားကမီးလောင်နေတယ် ဘသူမှလည်းကဲနိုင်ဖွယ်ရမရှိတော့တဲ့အချိန်မှာလက်ကြီးကြောကုန်လို့လူတစ်ယောက်ကကားပေါ်မှာဆွဲထုတ်လိုက်တယ်လို့အားလုံးကလည်းပြောကြတယ်။ကျွန်တော်တွေ့ပြီနဲ့တပည့်ကျော်ဘိုက်ကလေးတို့ဟာနေစာတူဝါထုံစံအတိုင်းအမဲပြင်ရန်အတွက်ရူမာတော်ကြီးတွင်ကိုချင်းနေဝင်ရောက်ခဲ့ကြပြန်ပါတယ်။မြန်ရစာတွေ့ပြီလာပြီးဟဲ့တပည့်ကျော်ဘိုက်ကလေးလည်းပါတယ်နော်။ကြာပန်းရေကန်ကြီးအနားရောက်မှာရုတ်တရက်တွေ့လိုက်ရတာကဝတ်တောင်ကြီး။ဝတ်တောင်ကြီးကကျွန်တော်တို့ရောက်နေတာကိုမသိဘူး။ညှဉ်းဆုမြောက်တာတကြွန်းကြွန်းနဲ့ကြိုက်စားနေပါတယ်။ ကျွန်ုပ်လည်းနှလုံးပြူကိုမောင်းတင်လိုက်တယ်။နှလုံးပြူတနက်ကဥဟောင်းလာကြည့်ပြီးအတန်ကညှင်သားမှုမရှိဘူး။နားပါလာတဲ့ဝက်တောင်းကြီးကကောင်းထောင်ကြည့်တယ်။ကျွန်ုပ်ပြစ်ချလိုက်တယ်။နှလုံးပြူကဂျမ်းဖြစ်သွားကြည့်ပြီးဒီဒီဆိုင်ကယ်ကြီးပေါ်မှာတဟုန်တို့ပြေးဝင်လာတာကဝက်တောင်းကြီး။ကျွန်ုပ်တို့လည်းပြေးစရာမြေမရှိကြရတော့ကန်နေကြောက်တုံးကြီးပေါ်ခုန်ကူးလိုက်ရပါတော့တယ်။တော်ပါသေးရဲ့ကြောက်တုံးကြီးကကဲပြီလို့ကြောက်တုံးကြီးကရှေ့ကိုရွှေ့ရွှေ့သွားတယ်။ဟာကြောက်တုံးကြီးကရွှေ့နေတယ်ဟာ။ကျွန်ုပ်တို့လည်းအောက်ကိုငုံကြည့်လိုက်ရ တေချာကြီးမှ၎င်းကလက်ကပါကြီးဖြစ်နေပါတော့တယ်။လက်ကြီးကငုံရှုမသွားဘူး။ကျွန်ုပ်တို့ကန်းဆက်စီကိုပို့ပေးတယ်။အခမဲ့ကိုလီထမ်းချင်မော့ဗျာ။တောဝက်ကြီးကမရှိတော့ပြေးပြီ။ကျွန်ုပ်တို့ကတောဝက်ကြီးမရလို့ရတဲ့အမဲကိုလက်လွတ်မခံနိုင်ဘူး။ကန်းဆက်ပေါ်ချေတင်မိရနဲ့လက်ကပါကြီးကိုဖမ်းဆီးကကုန်းပေါ်မှမတင်လိုက်ပါတယ်။ဟာကျုပ်ကိုမဖမ်းပါနဲ့။လက်ကြီးကိုပက်လက်လန်ထားလိုက်တယ်။လက်ကြီးကကောင်းကင်ကိုမော့ကြည့်ပြီးတော့ရက်ကန်ရက်ကန်ဖြစ်နေရှာတယ်။အဲ့ဒါပေါ့ ခြေနှချောင်းမကဲကောင်းဆိုတာခုပဲကြည့်သူတို့ကိုအသက်ကယ်တယ်ကိုကြအမဲအဖြစ်ပြန်ဖမ်းပြီးအော်လူတွေလူတွေလက်ကြီးကိုနှွေးကျုံးနဲ့တုတ်ပြီးထန်းပိုးရှူကရွာကိုပြန်သေးခဲ့ကြပါတော့တယ်ဟဲ့ကတုတ်ပြီးလက်ကြီးရလာတယ်ဝမ်းတာလိုက်တာတော့ဝမ်းတာလိုက်တာမြင်ကအမဲရလာလို့ကျွန်တော်တို့မျက်နှာသာပေးပါတယ်ကျွန်တော်တို့မိသားစုလည်းလက်ကြီးကိုချထားကလက်ကောင်းအပြူကိုစောင့်နေဘိုက်ကလေးကဓမ္မကိုကင်ထားပြီးထွက်လာမယ့်လက်ကောင်းကိုခုတ်ဖြန်ရန်စောင့်နေပါတော့တယ် သူတစ်ပါးတက်တက်ဖို့ကျွန်တော်တို့မိသားစုမှာအားကျိုးမှန်တက်ဆောင်းဆိုင်နေခြင်းပဲလိတ်သားရောက်မယ်လိတ်ခုံကတိတ်ဈေးကောင်းနေရှင်မြိုင်သားမျိုးတက်ပြီးတော့ဈေးပြိုင်စနစ်နဲ့ရောက်မယ်ပူပေးတဲ့လူကိုရောက်မယ်လေရောင်းရငွေနဲ့ပါတိတ်ဝန်းဆက်ဝဲဝဲကျွန်တော်တို့မိသားစုကလိတ်ကြီးကိုရောင်းချရငွေဖြင့်ကျွန်တော်တို့ဝမ်းကားလှဖို့ဝါဖို့ကြံစီပြီးစိတ်ကူးရှင်နေပါတယ်လေကောင်းကထွက်နိုင်ခဲ့ပါပြီဟွန်းနောက်စောင်းရည်နေရလားတကားတော့ဘာတွေလုပ်နေကြလဲဖခင် ရွာအောင်ကျောင်းစီရော်ဟိုက်ကျွန်တို့တို့လည်းစီရော်ရဲ့ခြေတလုံးကိုဖမ်းပြီးတော့မတန်ပြက်ဝဲယူကျိုးစွာရှိတ်ကိုကတော်ရတော့တယ်တကတွတ်ပြီးတန်နေရာမှာမဆုံးနိုင်တဲ့အမိုင်မှောင်သေးကိုတိုးဝင်နေတုံးပါပဲလားဒီဘဝကချခဲ့တဲ့အာကုတူမျိုးစေ့တွေဟာနောက်ဘဝမှာရှင်သန်ဝါမျိုးမယ်ဆိုတာနင်းနေမှမစင်စမ်းမိဘူးလားဒီဘဝမှာဒီလေးကြီးကိုတတ်မယ်တင်တို့လည်းတစ်ချိန်ချိန်မှာမတမသူတွေကရန်တက်တက်ရုပ်ပြမှာမကြောက်ကြဘူးလားတကားတော့နဲ့တကားပိုက်ကလေး ဒီလေကြီးကိုခြိပိုးပြီးကျွန်ုပ်နောက်ကိုလိုက်ခဲ့ကြကျွန်ုပ်တို့လည်းထိုချိန်ကြားမှာလေကြီးကိုကြည့်လိုက်ရှာဒင်းမှာအခုမှခေါင်းကြီးကိုထွက်ပြီးတော့ပတ်ဝန်းကျင်ကိုစူးစမ်းနေတယ်ငါဘယ်ရောက်လာပါလဲနိုင်ငံသားများရောက်လာရောလားကိုမြေကိုရောင်လွမ်းလိုက်တာဘိုက်ကလေးကလေကောင်းထွက်လာရင်ခုတ်ဖြတ်ဖို့ကီသွင်းထားတဲ့စိတ်ကိုရှော့ချလိုက်ခါဓမ္မကိုဖေးချရင်လေကောင်းလေးကိုပုတ်သက်ပေးနေလိုက်ပါတယ်ဆရာတော်ရဲ့ရှေ့မှာမို့အောင်ဖွားနော်အောင်ဖွားချစ်လို့ကြည်စားတာဝင်းဝင်းပြောင်းဝင်းနေနေပူမှာပေါ့ ခေါင်းနေပူရင်နှာစေးချောင်းစိုးဖြစ်နေအောင်ဝင်ဝင်ကျွန်ုပ်နဲ့ပိုက်ကလေးလေလက်ကြီးကိုမကဆရာတော်နာကိုလိုက်ခဲ့တယ်။ဖုန်ကြီးချောင်းဝင်းလေးကရေကန်ကြီးတဲ့ကိုလက်ကြီးကိုလွှတ်လိုက်ပါတော့တယ်။တကာတူတူရဲ့စိတ်ကိုစင်ကြအောင်ထားသူများအသက်လှုပ်ဖူးတဲ့အတွက်တကာတူတူလည်းအသက်ပေးကြုံရင်ကေစဲမဲ့လူပေါ်လာလိမ့်မယ်။မယုံမရှိနဲ့။လက်ကြီးလည်းရေကန်လေးကိုဆင်းသွားတယ်။ဒီနေရာမှာငါ့အတွက်အစ်စ်မန်နေရပဲ။ဖရားရိတ်တရားရိတ်လွှမ်းနဲ့အေးချမ်းရပဲလေ။ကျွန်တို့ကအမိုက်မှောင်ဖုံးလန်းနေသေးတာ ဒီနေ့ကံမကောင်းပါလားဒီလိုလေကြီးရဲ့အသက်ကိုလှုပ်ခဲ့ပြီးတလားခန့်ကြာတဲ့အခါကျွန်တော်တို့တဲ့စက်သားကြောင့်မြောင်မြိုင်သာမြို့မှာရောင်းချပြီးရွာကိုချက်ကြီးရဲ့ကားနဲ့ပြန်လာခဲ့ပါတယ်ကားဆရာချက်ကြီးမှာကားဆတ်ထွက်ကလေးကတလန်းလုံးဆဲဆိုပြီးကားမောင်းရင်းနဲ့ဒေါသထွက်နေပုံရပါတယ်မိမနေနေငါပြန်လာမှသိမယ်ခီးတယ်များမှာကားထဲမှာဈေးသေးလိုက်တယ်လို့လူးလူးလိတ်လိတ်ဖြစ်နေကြတယ်လုံးကြပါဦးဟဲ့ဖြစ်ဖြစ်ခိုင်းထားခိုင်းထားကားမှာဂုံးစင်းအားအရှိန်နဲ့တဟုံတို့ဆင်းနေပါတယ် ကျွန်တော်မှတဖြည်းဖြည်းနဲ့ကြောက်လာမိတယ်။မကြမီကားမှာရှိန်မထိန်နိုင်တော့ပဲဒလိကောက်ကြီးပြုတ်ကြပါတော့တယ်။ကျေလောင်တော့အတန်ကြီးကြားလိုက်ရပြီးကျွန်တော်မှကားအောက်ကိုလွင်စင်ကြပြီးကားအောက်မှာပြိနေပါတော့တယ်။နောက်ပိုင်းကျွန်တော်ဘာမှမသိတော့ပါဘူး။ကျွန်တော်တတိပြန်ရချိန်မှာတော့ကျွန်တော်အိမ်ကိုပြန်ရောက်နေပြီးအရာပေါ်မှာကျွန်တော်လည်းဖြတ်ခနေထထိုင်လိုက်ပါတယ်။မသိမြင်ကမျက်ရည်ဆက်လက်ရှင်တတိရလာပြီ။အလုံးကရှင့်ကိုကားအောက်မှာပြိနေလို့တေးပြီးထင်နေတာ။အဲဒီချိန်မှာ ိတ်ကြောကုန်းလိုလူကြီးတယောက်ကမှပြီးတော့ဆွဲထုတ်ပေးရတဲ့တော့ကျွန်တော်မှမိမိပြုတ်ခဲ့တဲ့ကုသိုလ်ကြောင့်ယခုမိမိအသက်ရှင်ရတာကိုပင်လွန်စွာကျေနပ်ပေတည်ဖြစ်နေရပါတော့တယ်။လက်ကြီးကျမ်းပါပါစေ။ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအပင်းနာစင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။